လာမင်းကိုခွေးဟောင်းတာလာမင်းကဘာမှုမလဲနော်လာမင်းကိုလာဟောင်းတဲ့ PDF ဆိုတဲ့ခွေးလေးတွေကနောက်ဆုံးတော့ဘာဖြစ်လဲအခုဆိုလို့ရှိရင်တအောင်ပလောင်နေမိုးကုတ်မိုးမေကနေပြီးတော့နောက်ဆုံးပါပြီဟာရည်ရတယ်နော်စစ်တိုက်စားမလို့ပဲနဲ့ကျွန်တော်တို့ရဲ့ပိုင်ဆိုင်တဲ့မြန်မာပြည်မြန်မာနိုင်ငံမြေပုံကြီးကိုကျွန်တော်တနေရာချင်းစီပြန်လိုက်သိမ်းနေရတာဖြစ်ပါတယ်နော် ကဲဒါဆိုလို့ရှိရင်နော်ဒီ like ကလေးကတော့တက်မတော်အကြောင်းကိုပြောတဲ့ like ကလေးဖြစ်ပါတယ်နောက် like တွေမှာလည်းပြောအောင်မှာဖြစ်ပါတယ်နောက် like တွေမှာတစ္ဆာလေးချက်အကြောင်းနေဟောကျင့်ဝတ်60အကြောင်းနေနော်မင်းတို့တွေလာလာနားထောင်ဘာဖြစ်လို့လဲသိလားစစ်သားတိုင်းကယောက်ျားဆိုပေမဲ့ယောက်ျားတိုင်းစစ်သားမဖြစ်ဘူးမင်းတို့ကစစ်သားဖြစ်မဲ့ဇင်းထဲမှာမပါဘူးမင်းတို့ကကြုံဖြစ်မဲ့ဇင်းထဲမှာပါတဲ့ခါကျတော့မင်းတို့ဓာရီသိအောင်စစ်သားတယောက်ဘာတွေလုပ်ကြတယ်စောင်းရံရှောင်းရံတွေကဘာတွေလဲသိအောင် အမြဲတမ်းလာလာနားထောင်ငါတင်တင်ပြီးနေတယ်ဟုတ်ပြီလားနောက်ပိုင်းကျရင်ရွေးကောက်ပွဲပြီးသွားလို့ရှိရင်ငါတင်ရိုးလုပ်ထားတယ်တင်ရိုးလေးရှိတယ်တေချာတင်ပေးဦးမယ်စစ်သားတယောက်ခြူဆောင်ရည်ကိုစရောက်တယ်စေးစစ်ချက်14ချက်ကိုစကြည့်တယ်အဲ့ဒီကနေကျော်တို့တင်တန်းကျောင်းကိုသွားတယ်တင်တန်းကျောင်းရောက်တယ်တင်တန်းကျောင်းမှာစီးပြလက်နဲ့ငယ်စစ်ပြူဟာတက်မတော်ရေးရနော်ဒီလိုတင်ငန်းစာတွေကအဆ ကျွန်တော်သင်ယူလေးဖန်တီးထားပါတယ်နော်ရှေ့ကြည့်တတိတက်တာအေးစီရစပြီးတော့တက်တင်ရိုက်ဖွင့်ပြည့်အဲဒါတွေကအစနော်အဲ့ဒါလေးတွေကိုကျွန်တော်သင်ယူလေးလုပ်ပြီးသားတယ်ဒီချိန်မှာတော့ပြောလို့မရဘူးတော့ရွေးကောက်ပွဲပြီးသွားတဲ့ခါကျရင်ဒါလေးတွေကိုတင်ပေးမယ်ဘာဖြစ်လို့တင်ရမှာလဲသိလားရွေးကောက်ပွဲပြီးလို့ရှိရင်စစ်မှုထမ်းဥပဒေရပြည်သူစစ်မှုထမ်းဥပဒေရမူလရန်ကကလေးတွေတောင်စစ်ပညာတွေကိုတင်ရတော့မှာဖြစ်ပါတယ်ပညာရေးဝင်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနနှစ်ခုပေါင်းပြီးတော့စစ်တင်တန်းတွေကိုပို့ချပေးရမယ်ဆိုပြီးတော့စစ်ချိအော်စစ်မှုတန်းဥပဒေအဲနေဥပဒေပုံမှန်56မှာဖြစ်လိမ့်မယ်နော်အဲ့ဒီမှာရေးထည့်ပေးတာပါတယ်ဒါကြောင့်မလို့ဒါတွေကိုကျွန်တော်တင်ကြားလို့အနေမရှိပါဘူးအဲရွေးကောက်ဝယ်ပြီးရင်စည်ရေးပြလက်နဲ့ငယ်စစ်ဗျူဟာတက်မတော်ကြီးရာဒါလေးတွေကိုကျွန်တော်ဝေမျှလို့ရပါပြီနော်အဲ့တော့ဒီထဲမှာခင်ဗျားတို့ ကျွန်တော်ပြောတာကိုမယုံပါနဲ့ဆက်လီလာကြပါစစ်မှုရန်ဥပဒေကိုတေချာဖတ်ပါပြည်သူစစ်မှုရန်ဥပဒေမှာမပါဘူးနေဥပဒေမှာပါလာတာပါเนาะ2024ဇန်နဝါရီလဖေဖော်ဝါရီလမသိဘူးအဲ့ဒီမှာပေါ်တာနေဥပဒေကအဲ့ဒီထဲမှာပါပါတယ်เนาะမူလာတန်းကအစစစ်ပညာတွေကိုနောက်တကားဒီစစ်စစ်သားတွေနဲ့ပတ်သက်တဲ့စီးရေးဆရာတွေကိုအခြေခံလေးတွေစတင်ပြီးတော့ထဲသွင်းတင်ကြတော့မှာဖြစ်ပါတယ် ်နောက်ထပ်အကြောင်းတစ်ခုကနောက်ထပ်သတင်းလေးတစ်ခုချက်ပြောလိုက်အောင်မယ်ကြုံကြုံလို့ကြုံလို့ခမည်းတော်နိုင်ငံအခုလိုပြက်စီးတာခမည်းတော်ဖွဲ့စည်းပုံဥပဒေကိုနားမလည်လို့ခမည်းတော်နိုင်ငံသားတွေဥပဒေကိုနားလည်လို့အခုလိုခမည်းတော်ဒုက္ခရောက်ကြရတာဒါကြောင့်မို့လို့မြန်မာနိုင်ငံပညာရေးမှာចောင်းသားတွေကိုဥပဒေပညာရဲ့စတင်ထည့်သွင်းသင်ကြားပေးတော့မှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကဒီရနဲ့ထပ်လောင်းပြီးတော့အားလုံးဒီရောဝေဖျှပေးလိုက်ချင်ပါတယ်မှတ်ထားပါចောင်းသားတိုင်းဥပဒေသင်ခန်းစာတွေနော် ဥပဒေចောင်းသားမှာမဟုတ်ဘူးတခြားចောင်းသားတွေလည်းဥပဒေပညာရက်တွေကိုစာတင်ထည့်သွင်းတင် जा ပြီးတော့มาဖြစ်တယ်ဆိုတဲ့အကြောင်းကိုမှတ်သွားကြဖို့မြေတားရက်ခံပါတယ်အလဲ့